တောင်နန်းဒေသရဲ့အလှတွေကိုကျွန်တော်ဒီကနေအတွက်မြင်တွေ့နေရပါပြီ။အဲဘာပဲဆိုရှိနေတဲ့အရက်ကလေးတွေဓာတ်ပုံလေးတွေရရတယ်၊ပူလူရရတယ်။အခုဆိုရင်တဲလေးတွေကိုတွေ့ရပြီ၊အိမ်လေးတွေကိုတွေ့ရပြီ။ဒီနန်းတနိုင်ငံလုံးသွားလာတာမှာအဲ့လိုခေါမိုးလေးတွေမတူတဲ့ခင်ကနိုင်ငံအဲ့ဒါလို့အပေါ်ကထက်လက်မိုးလေးတွေလို့အိမ်လေးတွေမတွေ့ရတော့အခုတော့စတိတ်လာပြီ။ဒါကတောင်ပေါ်လဲရောက်လာပြီးတော့ တန်ဝမ်ကိုသွားတဲ့လမ်းပေါ့ထိုင်ဝမ်ဆိုတန်ဝမ်အဲဟနွိုင်းနဲ့ဇင်းတို့တနေ့တာဖြတ်တန်းပြီးတော့ပြန်လာကြမယ်မှာဒါတကယ်ကိုကြောင်းမော်ဒီတာပေါ့မြန်မာနိုင်ငံဆိုရှန်ယူမှလို့ဒီတာကိုသွားတဲ့ပုံစံလေးပါဒီကြီးတာလမ်းနဲ့တိတ်ကောင်းတယ်ဇင်းတို့နိုင်ငံမှာအဲ့လိုလမ်းတွေကိုတတ်တရမလို့လမ်းပြရမယ် drive system ကြီးအကြီးကတားကြီး လမ်းကိုတိကျတိဆောက်ထားတယ်တုံးနေလူကန်းသာတို့ပြောရမယ့်နေရာလေးတွေမှာဥစဉ်တော့တော့အမှတ်တရအဲမှာသူတို့လုတ်ကင်နေမယ်ထင်းတို့ဘာလို့ရှာတာအလုံးကိုမြင်တွေ့ရမှာဖြစ်ပါတယ်တောင်းနဲ့ဆွဲကြနေတာအခုဆရာတော်ရောက်လာလားတောင်းနဲ့ဟုတ်လား ကဲခုနဆရာတော်ရောင်းတယ်လို့ပြောတယ်အဲ့တော့လမ်းမီစည်းလေးတွေပေါ့ဦးဇင်းတို့ကတော့ကားဝါပဲရိုက်ရတယ်ဆိုတော့ပဝင်းညူပဲအကဲခတ်ပြီးတော့ရိုက်ရတာပေါ့အဲဒီမှာတော့တောင်ပေါ်ဒေသအလဝါပင်နေဦးဇင်းတို့ရခိုင်ယူမောင်ကိုဖြတ်ရင်တွေ့ရမယ့်ပုံစံမျိုးလေးတွေပေါ့ယူမောင်ကိုဖြတ်တဲ့အခါမှာတွေ့ရတဲ့ဝါပင် ကဘာမှာဘယ်နေရာသွားတာဒီလူတွေပါပဲလို့ဒါလေးကိုလည်းသိသိချင်းတို့ဒီမင်းအောက်မှာဒီလကားနဲ့စိုက်ပြူးရီလူပဲတွေ့ရတယ်လမ်းဘေးပင်နေများနေတော့ကြတော့ဒေသရဲ့အလှအပြတ်ကိုအတွက်ဦးမျက်နှာကြီးတော့ပြုတ်ခဲနေရမှာပေါ့ဒီကြမ်းမျက်မှန်မပါတော့ကြည့်ရတော့ပြူတီကြောင်တောင်တောင်ဖြစ်နေတယ် တော်နေတောင်သာလာဦးသွားတဲ့လမ်းလာဦးနိုင်ငံနဲ့ပြည်နိုင်ငံနေဆက်မှာတန်ဝမ်ဆိုတာရှိတယ်တန်ဝမ်ဆိုတာအဲမြို့ကလည်းမြို့ကြီးပေါ့နေဆက်မြို့ပေါ့အဲဒီမှာဒီမှာဒီတကားတဲ့ဆက်ပြေးလေးမြန်မာနိုင်ငံချင်းပြည်နယ်သွားလိုက်ဒါလေးတွေတွေ့ရတယ်ဘာပြောဒီလားလေးတွေပြန်လဲပြီးတော့ကြည့်လို့ရတယ် မတရားဖြစ်အောင်ဦးစင်းကဦးစင်းရဲ့ပတ်သက်တဲ့ဓမ္မမိတ်ဆွေတွေကိုလည်းတင်ပြခြင်းတယ်တရားအကြောင်းတွေကိုပြောတတ်တယ်လောကသဘောဝအမှန်ကိုလည်းမြင်တွေ့တာအမှန်မှာလောကလူမြောက်တဲ့လောကုတ္တရာတရားတွေကိုလည်းအချိန်နဲ့အမြတ်ပွားနေမမြဲတရားတဲ့ဒီအသည့်တွေချားတယ်ရသူတော်ကောင်းတို့ရဲ့ယဉ်နှမ်းမှာဒေါသမတင်စီခြင်းလို့လောဘလည်းမတင်စီခြင်းမဟုတ် ရှိနေတဲ့အချိန်နေရအ мян ရိုက်တော့မလာတော့အဲလိုအဝေးကြီးမှာပဲကောင်းတာအ мян ရိုက်တော့မူးလွန်းတာပေါ့ဒါမဟုတ်တောင်မဒေသဒီမှာတော့မိချိုးတွေလည်းရှိနေတယ်ဒါလေးကိုတည်နေခြင်းနဲ့ရသည်များလေးကိုတင်ပြပြတာပါဒီမှာတွေ့ရတဲ့ဝါတွေရောတင်းဝါတွေကိုများတယ်သုံးဝင်တဲ့ဝါတွေပဲပြောတာဟုတ်ဦးဇင်းတော်မြန်မာနိုင်ငံမှာလူ ဝင်နဲ့တည်းမဟုတ်ဘူးဥစဉ်တို့ဒါချီယိုဝါလိုလိုနဲ့တင်းဝါရင်များတယ်ဟိုတောင်ပေါ်မှာကြီးအဲဒီဘက်ကတောင်ဝင်လာလေးနဲ့အတူမိနိုင်နဲ့ဒီလိုပဲတောင်ပေါ်ဒီတောက်ကိုဖြတ်လာတယ်လို့ဒီမြေဒီရေဒီလူသားတွေနဲ့ဒီနိုင်ငံမှာအလုံးကိုအမတ်တရားတင်ပြပြီးရင်ဟိုးတောင်မှာလည်းလူတွေအလုံး ွားလာတဲ့အမှတ်တရပါပဲကဲဒီညလေးရတော့ကိုလာလို့ပဲအကုန်လုံးလာနေမှာပါဒါသမင်ခီလမ်းပန်းလေးကိုအဲခုနလိုတကယ်မိုးအိမ်လေးတွေတွေ့လာတယ်တသားအိမ်လေးတွေတွေ့ရတယ်ဒါမဲ့နဲပါတယ် စိတ်အိမ်လောက်ပဲပြောရမှာပေါ့အဲ့ဒါလေးတွေကိုမကြည့်လေငါတကယ်တော့မူတယ်ဘီယာအကုန်လုံးဟိုတန်ဟိုတာနဲ့အုံနဲ့ပြီးလက်မြင်တဲ့အဲအဲ့လိုတွေဖြစ်လာလမ်းမီးရဲ့အလားလေးမြတ်တူဟိုမြင်ရတဲ့အချိန်ကြီးကခဏလေးဆိုရမယ် ခုလိုမြင်ရတဲ့ခဏလေးအဝေးရရတာလာလုံးလုံးဒီလိုအကွေအပြောင်းလေးတွေပါလာတာပေါ့နော်အဲတော်တော်ကလမ်းလေးနဲ့ရှူလေးနဲ့ရနေတဲ့အချိန်နဲ့သူစိတ်နေတဲ့အဝေးရောက်အလာတွေကိုပဲအနိကကြည့်ရရင်ဦးစင်းမြင့်နိုင်ပြင်းနေအာရဏဝါလူသမားကြီး ့စီမှာအလုပ်လုပ်ကြတာလေ။ဩတူကြီး။ပွဲတော်လို့ဖုန်းနဲ့အဲ့ဒါစားပြီးတော့တော်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 ကောင်းတယ်နော်။အဲ့ဒါပြောစီယာမိတာလူသေးတယ်။သူရိုက်လိုက်တော့မယ်တဲ့။ဘာဝအနာရီရဟောတာတိုက်တိုက်တာဖြစ်နေတယ်ညာနေနေ ကလွန်းတော့ပြူပြဲနေလို့ပဲဒီအောက်မှာလဲကလွန်းတော့မလာဘူးတောင်လေးတွေတောလေးတွေနဲ့ဝါးရီချားတွေကဥစဉ်တို့ရခိုင်ယူမအောင်တက်တယ်လို့မြင်တွေ့ရလေးရောအမတ်တရားတင်းပြရင်ဥမချောင်းအဲဒီတစ်ဖက်ကချောင်းဥစဉ်ကဒီဘက်ချောင်းဝင်ရောက်နေအောင်မမတော့နေရာတိုင်းမှာခြေတလုံးနဲ့ သူရဲ့နှင်း90ပြည့်နိုင်ငံကြီးအောင်မြင်မှုလွတ်လပ်ရေးချင်းသိမ်းကိုလည်းသူတင်ပြပါတော့ဟွန်းဒီမှာလာပါမယ်မြင်လဲရတာခဏတော့ဝါစီလိုအလှလေးညမြင်ရတာခဏလေးတွေပါပဲအချင်းအားဖြင့်မြတ်တရား ဟုတ်ကဲ့ဒါရိုးရိုးကစစ်စရာလားနံပြီးမှရှိရဲ့ဝါရီတစ်တေကိုကုံပိုင်းထားတယ်သူနေရတယ်ဒီမှာလဲစီဆိုင်လေးတွေရှိတယ် ုးရှင်နေရုပ်ရှင်နေဒီမှာအရှင်းနေပြောရတာသူ့ကိုခေါ်ညာရွယ်ဒါနဲ့အလားနဲ့အတူကောင်းဝါရရတော့ကြောက်ကြောက်သွားတစ်ပင်အော်ဣဒရာထမ်းမှုတဲ့သူ့မှုတဲ့တစ်ပင်နေသူ့မှုတဲ့တစ်ပင်လုပ်တဲ့ထန်းထန်းအရွက်အရွက်ဒီအဲ တောင်ထမ်းဆိုမျိုးနော်အားရင်းနဲ့မိုးရအဲ့ကျုပ်ကဒီတို့လာတယ်လို့မြင်လိုက်တဲ့အချိန်မှာတွေ့ရတော့ဒီနောက်ပြတောင်နန်းနေနဲ့လမ်းနေရအလောက်ပြန်စမမိတ်စီမတ္တရခေါ်ဆောင်နေတာပါ ိုက်ပြူးရေးဒီမှာအပင်မျိုးစုံဒီနံမျိုးစုံနဲ့အလှလေးတွေကိုမှတ်တမ်းတင်ရဲ့ဓမ္မမိတ်ဆွေတွေကိုနှုတ်ဆက်လိုက်ပါရဲ့အားလုံးချမ်းမြေ့နိဗ္ဗာန်တွေ့ကအင်းမြတ်ချမ်းသာရှိပါစေဒါတော့လည်းလို့ဘယ်လိုလဲဆိုတော့မြန်မာပြောင်းနေတဲ့ခွန်ကြီးအားလုံးကလမ်းအားလုံးကဓမ္မမိတ်ဆွေတို့ရုပ်ပြန်